တောင်တိုပလေပင်ကိုဖျက်ပြီးတိုက်ခတ်လာတဲ့အေယာမတိုင်ဖုန်ကြီးရာဂါဆာဟာအရှတ်တိုင်မှာနေပေါင်းများစွာအတွင်အဆိုးဝါးဆုံးဝင်ရောက်တိုက်ခတ်တဲ့မုန်တိုင်းတစ်ခုလည်းဖြစ်ပါတယ်။မနေ့စက်တင်ဘာလ24ရက်နေ့ကဒီတိုင်ဖုန်ဟောင်ကောင်ကျွန်းနဲ့ထိုင်ဝမ်တို့ကိုဝင်ရောက်တိုက်ခတ်ခဲ့ပါတယ်။မုန်တိုင်းကြောင့်ထိုင်ဝမ်ကျွန်းမှာအနည်းဆုံးလူ18ယောက်သေဆုံးပြီးအများအပြားလည်းပျောက်ဆုံးနေတယ်လို့အာဏာပိုင်တွေကပြောပါတယ်။ဟောင်ကောင်ကျွန်းကိုဝင်ရောက်စင်မှာတော့အားပြင်းလွန်းတဲ့မုန်တိုင်းအရှိန်ကြောင့်ဗီဒီယိုထဲမှာတွေ့ကြရတဲ့အတိုင်းလူတွေနဲ့ရှိသမျှ အရာအလုံးလေထဲမှာလွင့်ပါကုန်ပါတယ်အဆောက်အုံနေတဲ့ကိုလည်းရေတွေမှန်တွေကိုခွဲဖောက်ပြီးတော့ဝင်ရောက်လာပါတယ်ဟောင်ကောင်နဲ့ထိုင်ဝမ်ကျွန်းတို့ကိုတိုက်ခတ်ပြီးတရုတ်နိုင်ငံထဲကိုဝင်လာတဲ့ဒီအရာမတိုင်ဖုန်ကြီးရာဂါစာကြောင့်တရုတ်နိုင်ငံမှာအ ਨੇ စုံလူနှစ်သန်းလောက်ကိုဘေးကင်းရာရွှေ့ပြောင်းခိုင်းထားရတယ်လို့ဆိုပါတယ်မွန်တိုင်းတို့ရဲ့ဘီယင် King of Storms လို့တင်စားခေါ်ဆိုနေကြတဲ့ဒီအရာမမွန်တိုင်းကြီးရာဂါစာဟာအခုချိန်မှာအင်အားအ ਨੇ ငယ်ပြော့သွားပြီဖြစ်ပေမဲ့တနအီကိုမိုင်150နုံးနဲ့တက်ခတ်နေစေဖြစ်ပါတယ် တိုင်ဖုန်းရာကဆာဟာစက်တင်ဘာလ25ရက်ကြာတာပရီနေ့မှာတော့ဗီယက်နမ်နိုင်ငံထဲကိုဝင်ရောက်တိုက်ခတ်မှုရှိပြီးစက်တင်ဘာ26ရက်တောက်ကြံနေ့မှာတော့လာအိုနိုင်ငံကိုရောက်ရှိမှာဖြစ်ပါတယ်။မွန်နိုင်းအချိန်ကြောင့်မြန်မာနိုင်ငံအတွင်းကဒေသတချို့မှာလည်းလေပြင်းအားနဲ့ရဝန်းဖြစ်ပေါ်ပြီးမိုးများမဲ့အကြောင်းမိုးစလဌာနကသတိပေးချက်ထုတ်ပြန်ထားပါတယ်ခင်ဗျာ။ကျွန်တော်ဇော်ဝင်လိုက်ပါ။